ကျိုတဲကအရေးကြီးဆုံးအချက်ပြောခဲ့တာကတော့လူဆိုတာကနိုင်ငံရေးတတဝါပါဆိုတာပြောကြတဲ့အချက်ဖြစ်ပါတယ်ဒီအကြောင်းကိုဒီနေ့နည်းနည်းရှင်းပြချင်ပါတယ်။သူကဘာကြောင့်မို့ဒီလိုပြောခဲ့ရတယ်လဲဆိုတော့အဲလူရဲလို့ဖြစ်လာရင်အဟိုမျိုးဟိုပါပေါ့ပထမဆုံးကြေးရွာတွေဖြစ်တာပေါ့မျိုးတွေမဖြစ်ခင်ကြေးရွာတွေဖြစ်တာပေါ့ကြေးရွာတွေဖြစ်ကြတဲ့အချိန်မှာကြေးရွာမှာပြောရင် အဲဉာဏ်ပညာရှိတဲ့ပုံကိုယ်တို့အသက်ကြီးတဲ့ပုံကိုယ်တို့ကနေပြီးတော့အဲ့ဒီဂျေးရွာနဲ့ပတ်သက်တဲ့ဖွံ့ဖြိုးရာဖွံ့ဖြိုးကြောင်းတို့နောက်တစ်ခါဥချွေရင်နဲ့ပတ်သက်တဲ့ဟာမှာဝင်ရောက်ပါဝင်နေရှိတာကိုတွေ့ရတယ်ပေါ့နောက်ကျတော့တဖြည်းဖြည်းနဲ့တော့မြို့ဂျေးရွာတွေဖြစ်လာပြီးတော့ဘီးစနစ်ပေါ်လာတော့ဘီးရင်ကနေအနေဥချုပ်ခဲ့တယ်ပေါ့အော်တခါတည်းကကျတော့ဘီးရင်မဟုတ်ဘဲနဲ့လူတအုပ်စုကနေပြီးတော့စုဥချုပ်တဲ့အဲစနစ်အဲပေါ်လာပြန်တယ်ပေါ့ နောက်တစ်ခါလူအများကြီးကနေပြီးတော့အေသင်မှာဒီမိုကရေစီပေါ်လာတော့လူအများကြီးကနေအုပ်ချုပ်တဲ့ဒီမိုကရေစီဆိုတဲ့စနစ်အအချမ်းပြင်၃မျိုးသူပြောခဲ့တာတွေ့ရတာပေါ့အဲ့ကြတော့ပထမမျိုးကအဲဒီလိုဘရင်စနစ်ကတော့တူတယောက်ထဲအုပ်ချုပ်တဲ့ဟာကြောင့်မို့သူကအဲဘာဖြစ်နိုင်တယ်လဲပြောရင်အာနာရှင်ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့ နောက်တစ်ခါလူဟိုတအုပ်စုတဲ့အဲလူတစုလောက်ကအုပ်ချုပ်တာဟာမျိုးကြတော့ဒါဟိုအင်္ဂလိပ်လိုတော့ oligarchy လို့ခေါ်ပြီးတော့အဲတော့ပြောရင်တော့သူတို့လည်းအဲပြောပြောရရင်တော့အာနာရှင်စနစ်ကိုကိုဥတည်နေတယ်ဆိုတာကိုသူကသုံးသပ်ပြခဲ့တယ်နောက်တစ်ခါလူအများစုကအုပ်ချုပ်တဲ့ဟာကတော့ဟိုဒီမိုကရေစီစနစ်နဲ့ဖြစ်တယ် ဒီဒီမိုကရေစီစနစ်ဖြစ်တာကြောင့်မို့သူကပြောရင်အဲ့ဒီ၃မျိုးထဲမှာဒီမိုကရေစီစနစ်ဟာဟိုလုံးဝပြည်ပြုံအထိမရှိသေးပေမဲ့လေအဲပြောရင်တော့ဟိုကျန်တဲ့နှစ်ခုတည်းအဲဟိုဒီစနစ်နှစ်ရက်တည်းတော့တားတယ်ဆိုတာတော့သူကသုံးသပ်ပြခဲ့တယ်ပေါ့အဲအဲ့ဒါကြောင့်မို့ဟိုဒီ ကမ္ဘာပေါင်းဆုံးအဲ့ဒီတော့ကတော့ကျွန်တော်တို့နိုင်ငံတွေမဟုတ်ဘဲနဲ့အထူးသဖြင့်ဥရောပနိုင်ငံတွေကအဲဒီလိုမြို့တွေဖြစ်ပြီးတော့မြို့တွေမှာဟိုဘီဟိုဘရင်မခေါ်ဘဲနဲ့မင်းသားတွေကအုပ်ချုပ်တဲ့ အဲစနစ်တို့တချို့နေရာတွေတော့ဘီယင်းစနစ်တို့တို့ရှိတာပေါ့အဲ့ဒီအဲ့ဒီလိုစနစ်ပေါင်းမြောက်များစွာကိုယာကြည်သွား constitution ကိုသွားလေးလာတုံးတက်ခဲ့တယ်ပေါ့ဟိုနိုင်ငံရေးကိုဘယ်လိုဖွဲ့စည်းကြတယ်ဘယ်လိုအုပ်ချုပ်ကြတယ်ဆိုတော့လုတ်ပြီးတော့အဲပြောပြောရင်တော့အဲ့ဒီလိုသူတေသနာပြုပြီးတော့လုတ်လာတဲ့အတွေ့အဲလူရဲလို့ဖြစ်လာတယ်ဆိုရင်နိုင်ငံတကာနိုင်ငံမှာပဲဖြစ်ဖြစ်မြို့တစ်မြို့မှာပဲဖြစ်ဖြစ်ကျေးရွာတရွာပဲဖြစ်ဖြစ် အဲပြောရရင်တော့နိုင်ငံရေးနဲ့မကင်းနိုင်မကင်းလို့မရဘူးနိုင်ငံရေးနဲ့မကင်းတာပါကြောင့်လဲဆိုတော့ပြောရရင်တော့အဲမွေးလာတဲ့အချိန်မှာတော့လူတွေကလွတ်လပ်ခွင့်ရှိပြီမဲ့လေပြောရင်တော့အသက်အရွယ်ကြီးလာတဲ့နေရာမှာအုပ်ချုပ်တဲ့သူရဲ့ဥပဒေတွေတမ်းမြတာတွေတော်တော်ရှိလာတာပေါ့အဲကြတော့ဟိုနောက်ဆုံးကုန်မှုပြောမှာအခုလက်ရှိအခြေအနေမှာဘယ်နိုင်ငံပဲဖြစ်ဖြစ်မွေးလာရင်မွေးစင်းလောရတဲ့ အရွယ်ရောက်လာလာရင်မှတ်ပုံပြင်ရတယ်နောက်ဆုံးအလုံးလုတ်တဲ့ဆိုရင်လည်းအဲလည်းအခွန်ဆောင်မှုတက်သက်ဆိုင်ရာဟိုအကြောင်းကြားရတယ်အိမ်အောင်ကြလာပြန်ရင်လည်းတရားဝင်အဟိုဟိုလက်ထပ်ခွင့်ရမှသာနင်းရဲ့အဲနောက်ပိုင်းပြဿနာတွေကတရားဥပဒေနဲ့ဖြေရှင်းလို့ရတယ်သိပြန်ရင်လည်းပြောရရင်တော့တည်ရှင်းကောက်ရတယ်တည်တည်ရှင်းကိုဟိုပြောရင်တော့ဟိုအကြောင်းကြားရတယ်ဆိုတော့အဲ့ကျတော့ လူစရာမွေးကလေးရနေပြီးတော့တည်တဲ့အထီကိုဒီလိုအုတ်ချုပ်ရင်းနဲ့အဲအဲအောက်ထဲမှာပေါ့လေအုတ်ချုပ်ခံဘဝရောက်နေတဲ့နိုင်ငံတစ်ခုကိုရောက်နေတဲ့အထဲမှာသူကထွက်ပြေးလို့မရဘူးပေါ့အဲကြတော့ဒါကြောင့်မို့နိုင်ငံရေးကင်းလို့မရဘူးပေါ့အဲ့တော့နိုင်ငံရေးဆိုတာကခုနကဘလုံးတင်းဝင်တယ်လို့ဟိုကျွန်တော်တို့ကောမဒီတေတေရဟောပါအတင်းတစ်ခုအပျော်ထမ်းအတင်းအဲဝင်နာနဲ့မတူပါဘူးအပျော်ထမ်းအတင်းဆိုရင်တော့ ထွက်သွားရင်ပြင်ဘာမှပြဿနာမရှိဘူးနိုင်ငံတစ်ခုမှာတော့အဲ့နိုင်ငံရဲ့ဥပဒေအောက်ထက်မှာနေရတော့ပြောရင်တော့ဒီဥပဒေတွေမကြိုက်ဘူးဆိုရင်တခြားနိုင်ငံကိုပြောင်းရွှေ့သွားရတာလောက်ပဲရှိတယ်ရှိတယ်ဆိုတာကိုတွေ့ရတော့အဲ့ဒါကြောင့်မို့ဟိုအရစ္စတိုတယ်ပြောခဲ့တာနိုင်ငံရေးတရားဖြစ်တဲ့နိုင်ငံရေးနဲ့ကင်းလို့မရပါဘူးလို့အဲ့ကြတော့အဲတခုတော့ရှိတာပေါ့ အရစ်စတိုတယ်ကိုယ်တိုင်ကပြောခဲ့တာကဒီမိုကရေစီစနစ်ကအဲ့စနစ်300ထဲမှာတော့အကောင်းဆုံးဖြစ်တယ်။တန်တရားတော့သူ့ဆရာပလေတိုလိုပဲတန်တရားတော့ရှိပြီမယ်လေ။ तू ကအသေးစိတ်လေ့လာပြီးတော့လိုအပ်ချက်တွေကိုထောက်ပြနိုင်ခဲ့တယ်ပေါ့။အဲ့တော့ကျွန်တော်တို့နိုင်ငံလည်းဒီမိုကရေစီနိုင်ငံဖက်ဒရယ်နိုင်ငံသွားမယ်ဆိုတော့ဒီစနစ်တွေကိုတခြားလေ့လာပြီးတော့ပြောရင်တော့အရင်မလိုဘဲနဲ့တရွေ့တဆင့်ဆင့်နဲ့ဒီနိုင်ဆွေးနေတိုင်ပင်ပြီးတော့သွားနိုင်ရမယ်လို့ထင်ပါတယ်။